အခုကတော့ကျွန်တော်ကတော့တရုတ်ဆောင်တဲ့အဲ့လို Biden တိုင်းဘက်ကိုပူများပါတယ်တရုတ်ဆောင်ကတော့ကျွန်တော်ကကြတော့အဲတခါလေအမတ်တရအနေနဲ့တခန်းတခန်းကိုပါလာမျိုးပေါ့နော်အားရတော့ရှိပါတယ်ဒါပေမဲ့အားတဲ့ခါကြလို့ရှိရင်သူများကတရုတ်ဆောင်ငါလို့ရှိရင်တော့ကျွန်တော်တွားရိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ဆိုအနည်း20ကျော်ပါပါအဲဒိုက်တာကတော့ကျွန်တော်ကတော့အမှန်တိုင်းပြောရင်တော့လူတွေကတော့ကျွန်တော်တို့ကြည့်တာတော့တရုတ်ဆောင်လေးနဲ့ကြည့်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကအရင်စတာကတော့ကျွန်တော်အရင်တော့ပေါ့နော်ဟိုမတန်တို့ဒီပြတ်တို့အဲ့လိုပေါ့နော် အဲကျွန်တော်တို့ဒိုက်တာနောက်လိုက်ပေါ့နော်ဇညွှန်းရေးတာတို့ဘာတို့အဲ့ဒါတွေကကျွန်တော်အရင်တော့လုပ်ခဲ့တာအဲ့လိုလုပ်နေရင်းရတယ်ဇညွှန်းရေးရင်းရနေပြီးတော့မှအဲတခမ်းလို့လို့ဝေပြီးတရုတ်ဆောင်မအောင်မအောင်တရုတ်ဆောင်မအောင်ဆိုတော့အမတ်တရားဝင်လောက်ပါအောင်ဆိုအဲ့လိုပဲကျွန်တော်တရုတ်ဆောင်ဖြစ်သွားတာမှန်မှန်တော့ကျွန်တော်ရဲ့မူရင်းလာတာကအဲကျွန်တော်ရေတုံးကစပြီးတော့တင်တဲ့နေပိုင်းတက်ခဲ့တော့လေအဲဒရိုက်တာနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တက်ခဲ့တာ အခုနုပညာလို့ရှာဖူးကတော့ကျွန်တော်ဒိုက်တာကိုစောအာယုံနဲ့ကျွန်တော်တွဲဘက်ဒိုက်တာလုပ်နေပါတယ်ခင်ဗျာအခုကတော့ကျွန်တော်ကတော့တရုတ်ဆောင်တဲ့အဲ့ဒီ riding တိုင်းဘက်ကိုပူများပါတယ်တရုတ်ဆောင်ကတော့ကျွန်တော်ကကြတော့အဲတခါလေးအမတ်တရအနေနဲ့တခန်းတခန်းဝင်ပါတာမျိုးပေါ့နော်အားရလို့ရှိပါတယ်ဒါတမဲအားရခါကြလို့ရှိရင်လည်းသူများကတရုတ်ဆောင်ကားလို့ရှိရင်တော့ကျွန်တော်တွားရိုက်ပါမယ်။အဲဒိုက်တာကတော့ကျွန်တော်ကတော့အမှန်တိုင်းပြောရတော့လူတွေကတော့ကျွန်တော်တို့တည်တာတော့တရုတ်ဆောင်နေလည်းတည်တာပေါ့။ဒါပေမဲ့ကျွန်တော်တို့ကအရင်စတာကတော့ကျွန်တော်အရင်တော့ဗောနော်ဟိုမက်တန်တို့တီးပြတ်တို့အဲ့လိုပေါ့နော်။ အဲကျွန်တော်တို့ဒိုက်တာနောက်လိုက်ပေါ့နော်ဇညွေးရေးတာတို့ဘာတို့အဲ့ဒါတွေကကျွန်တော်အရင်တော့လုပ်ခဲ့တာအဲ့လိုလုပ်နေရင်းရတယ်ဇညွေးရေးရင်းရနေပြီးတော့မှအဲတခန်းလိုလိုဝင်ပြီးတရုပ်ဆောင်မအောင်ပါအောင်တရုပ်ဆောင်မအောင်ဆိုတော့အမတ်တရဝင်လုပ်ပါအောင်ဆိုအဲ့လိုကျွန်တော်တရုပ်ဆောင်ဖြစ်သွားတာမှန်မှန်တော့ကျွန်တော်ရဲ့မူရင်းလာတာကအဲကျွန်တော်ရေတုံးကစပြီးတော့သင်တန်းတွေပိုင်းတက်ခဲ့တော့လေအဲဒိုက်တာနဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်တက်ခဲ့တာဟုတ်ကဲ့ကျွန်တော်ကတော့ဒီရေလုံရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရုပ်ရှင်ကိုချစ်တယ်တကယ်ချစ်တဲ့အတွက်ကိုကျွန်တော်က ဒီထဲဒီလောကထဲမှာဘောနော်ဘယ်လိုပုံစံနဲ့ပဲကျွန်တော်ရှင်းစရာရှင်းစရာယက်တိယယက်တိယကျွန်တော်တို့ကအဲ့လိုချစ်တဲ့အတွက်အဲဟိုစူးစမ်းပြီးတော့နေထိုင်သွားမယ်လို့ဟိုအစားတွေအဲ့လိုစိတ်ကဆုံးဖြတ်ထားတဲ့အတွက်ဒီနေရာဘယ်လိုခန်းကဏ္ဍပဲပါဝင်ရပါဝင်ရကျွန်တော်ကိုရောက်တဲ့နေရာဘောနော်ကိုပါဝင်ပါဝင်ခွင့်ရတဲ့နေရာကိုကျွန်တော်အကောင်းဆုံးစူးစမ်းပါတယ်။ဟောအဲ့လိုလေဘာနာရေးဘာရောမဟုတ်ဘူးဗျာတကယ်တော့ဗာပဲလို့လို့ဗျာဟိုကိုတက်နိုင်သလိုအကောင်းဆုံးစူးစမ်းတယ်စေနာထားတယ်ဘောဒါပါပဲ။ ဟုတ်ကဲ့ကျွန်တော်တို့ဆိုအနည်း20ကျော်သွားပါတယ်အခုဆိုပူတော်ဆိုးတာပေါ့အခုဆိုပူတော်ဆိုးတာပေါ့ပို့ပြီးတော့တတိထားပို့ပြီးတော့ပေါ့နော်ဟိုအကောင်းဆုံးဖြစ်အောင်ပေါ့နော်ပြန်မလာဟိုဟာဒီလုတ်ကိုလုတ်ပြီးဆိုလုတ်ပြီးဆိုရင်ပေါ့ဗျာဟိုရင်တော့မသိခဲ့တာတွေလည်းရှိတယ်အဲ့ဒါတွေကလည်းအတွေ့အကြုံပေါ့နော်ဘူးကြတော့တပြေးပြေးနဲ့လည်းပို့ပြီးတိလာအောင်ဒီပညာတွေကလည်းမြင်လာတယ်အဲ့တော့ပို့ပြီးတော့ခင်းနဲ့လည်းအဆက်မပြတ်သွားအောင်ပို့ပြီးလေ့လာရတယ်စူးစမ်းရတယ်ပေါ့ရုပ်ရှင်ကြတော့သူကဗျာဟိုပေါ့ဟို မျက်လုံးရဲ့အမြင်နားရဲ့အကြားပြီးတော့အတန်တွေပေါ့အဲ့ဒါတွေဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ကဗာလဲဆိုတော့စောင်းတွေလည်းဖက်ရတယ်ရုပ်ရှင်တွေလည်းကြည့်ရတယ်သချင်းတွေလည်းနားထောင်ရတယ်ပေါ့နော်ဟောအဲ့ဒါကတော့ဘယ်လိုလဲဆိုတော့ပုံတန်ရရတော့မတူပါဘူးဘယ်လိုတော့ရေရှည်ပြေးမှလားရေတိုသွားမှလားအဲအဲ့လိုမျိုးတော့ဘာပြောပြဟိုယနေ့အချိန်ထိပေါ့ဒီအနုပညာလောကထဲမှာကိုလှုပ်ချင်တာကိုလှုပ်ချင်ဟောတာတော့ကိုလှုပ်ချင်တဲ့အနုပညာလေးတွေလှုပ်ခွင့်ရနေတဲ့အတွက် အဲ့တော့ကျင်းတ်ပါအာအခုကတော့ဘာပြောပြောပြာဟိုကိုလှုပ်ချင်တယ်လှုပ်ဒီတော့ဒီလောကဒီ line နဲ့ရနေဘူးချိန်ဒီရှင်းတန်ခွင့်ရနေတာကလည်းပြည်သက်ရဲ့ကျွန်တော်တို့ခြေစူးကြပါ ပြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီလိုရှင်သန်ခွင့်ရအောင်ကျွန်တော်တို့အခွင့်အရေးပေးတဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုလည်းကျွန်တော်ချေးဇူးများကြီးတင်ပါတယ်။ဟောဟိုပါဒါကတော့ဘယ်နုပညာသမားမဆိုဘောနော်ဟိုပြည်သက်ရဲ့အတိမတ်ပြုမှုကိုခံကျင်လို့ပြည်သက်အတိမတ်ပြုမှလည်းကျွန်တော်တို့ကအဆင်ပြေပါလေ။အဲ့တော့ကျွန်တော်တို့ကတော့အမြဲတမ်းပေါ့ဟိုအားလုံးနဲ့အဆင်ပြေအောင်လို့ကြိုးစားနေတာ။